ရန်ကုန်နေပြည်တော်အမြန်လန်းတရတမိုင်နီးရှိစင်စလုတ်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားလေးဦးသေဆုံးပဲခူးတိုင်းကြောက်တကားမြို့နယ်ရန်ကုန်နေပြည်တော်အမြန်လန်းတရတမိုင်နီးရှိစင်စလုတ်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့ကြောင်းပဲခူးခရိုင်တာဝန်ခံကိုဖြိုးမောင်ကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည့် မတ်လ15ရက်နေ့နနက်စောပိုင်းတွင်ရန်ကုန်နေပြည်တော်အမြင်လန်းတရတမိုင်နီးရှိအကျန်းဖတ်စစ်တပ်၏စင်စလုတ်ဂိတ်ကိုအမှတ်20နှစ်ပြူဟာ3900တဒုတက်ရင်အထူးစစ်စင်ရေးအဖွဲ့နှင့်ရန်ကုန်မြောက်ပိုင်းခရိုင်ပကဖခွဲနှစ်တို့ကပူးပေါင်း၍ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ရင်တိုက်ခိုက်မှုသည်45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကျန်းဖတ်စစ်ကောင်စီတပ်သားလေးဦးတေဆုံးက ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတော်လန်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်စစ်တောင်းမြစ်ဘက်ကနေထိုးစစ်တွေတိုက်ခိုက်လာနေသလိုအမြန်လန်းဝင်းကျင်အထိတော်လန်ရေးရဲဘော်တွေတိုက်ခိုက်နေကြပါပြီး အမြန်လန်းပကိုးခရိုင်အတွင်းမှာယခုရက်ပိုင်းနှစ်ကြိမ်ရှိပါပြီ၁၃ရက်နေ့ကလည်း3900တက်တက်ခွဲ9နှစ်ပကိုးပကဖရဲဘော်တွေအမြန်လန်း80နှစ်မိုင်ခွေးကိတ်စခန်းကိုလည်းတိုက်ခိုက်ခဲ့ပါသေးတယ်ထိခိုက်မှု9ဦးရှိပါတယ်ဟုပကိုးခရိုင်တာဝန်ခံကိုဖြိုးမောင်ကပြောဆိုသည် မကွေးတိုင်းရေစကြိုမြို့နယ်မြေတော်ရွာတွင်အကြမ်းဖက်စစ်တပ်ကခေါင်းဖြတ်မိရှိတက်ဖြတ်ခဲ့သောရုပ်အလောင်းတလောင်းထပ်မံတွေ့ရှိခဲ့ပြီးနေအိမ်များပြားကိုလည်းစစ်သားများက မိရှိဖြစ်စည်းသွားခဲ့ကြောင်းမျက်စိရည် Township Info Committee အဖွဲ့မှတာဝန်ရှိသူတဦးက ရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည့်မတ်လ14ရက်နေ့15ရက်နေ့တွင်ညီတော်ရွာကိုအကျန်းဖက်စစ်ကောင်စီတပ်သားများကကျေးရွာအတွင်ဝင်ရောက်စီးနှင်းပြီးပြည်သူပိုင်နေအိမ်များကိုနှိရက်ဆက်တိုက်မိရှိဖျက်ဆီးခဲ့ကြောင်းသိရသည်။ထို့ပြင်ကျေးရွာအတွင်အကျန်းဖက်စစ်ကောင်စီတပ်သားများကမိရှိတပ်ဖြတ်ခဲ့သောရုပ်အလောင်းတလောင်းကိုလည်းတွေ့ရှိခဲ့ကြောင်းအကျန်းဖက်စစ်သားများမိရှိဖျက်ဆီးခြင်းကြောင့်နေအိမ်များပြားလဲမိလောင်ပြားကျခဲ့ကြောင်းသိရှိရသည်။ အကျန်းဖက်စစ်ကောင်စီတပ်သားများသည်မြေတော်ရွာမှပြည်သူများ၏ရွှေငွေပစ္စည်းဥစ္စာများကိုလည်းခိုးယူလူရဲယူသွားပြီးဘုံကြီးကျောင်းရှိအလှငွေများလည်းယူသွားကြောင်းရင်းစစ်ကြောင်းသည်ယမန်နေ့ည10:30နာရီ30မိနစ်ခန့်တွင်မြေတော်ရွာမှပြန်လည်ထွက်ခွာသွားပြီးနောက်မင်းရွာဘက်ကိုပြည်သူပိုင်ပစ္စည်းများထော်လာကြည့်ဖြင့်ခိုးယူသွားကြောင်းသိရသည် ထိုသူခိုးယူသွားပြီးနောက်ယမန်နေ့ညပိုင်းတွင်မင်းရွာထဲမှအကျန်းဖက်စစ်ကောင်စီတပ်သားများပြန်လည်ထွက်လာခဲ့ပြီးစေတစ်မြေရွာမြေစွန်းရွာညောင်မွေးပင်ရွာဘီးဆက်ကုန်းရွာတို့ကိုထပ်မံဝင်ရောက်စီနင်းကပြည်သူပိုင်ပစ္စည်းများကိုခိုးယူပြီးယနေ့နနက်ပိုင်းတွင်ထော်လာကြီးများဖြင့်မင်းရွာအတွင်းသို့ထပ်မံခိုးယူသွားကြောင်းသိရှိရသည်လောလောဆယ်တော့တလောင်မဲတွေ့သေးတာနောက်ထပ်လည်းရှိနိုင်တယ်မင်းညာကတော့ အဲ့ဒီရွာတွေမှာကဘာပြက်တယ်လို့ပဲတက်ကြီးရွယ်ဦးတွေနဲ့ကလေးငယ်လေးတွေအတော်တနာစရာကောင်းပါတယ်။ကုရာကေရမဲဖြစ်နေကြတာအတော်တော့များတယ်။အသေးစိတ်မတိရသေးဘူး။စစ်မေးစာကောင်းမင်းအောင်လိုင်းရဲ့လက်အောက်မှာမြမတက်မတော်ဆိုတာပျက်စီးသွားပြီးသူတို့အာနာတီမြဲရဲ့အတွက်ပြည်သူတွေအပေါ်ကိုရက်ဆက်ရုပ်မာနေတဲ့လူစိတ်ကင်းမဲ့နေတဲ့စစ်မေးစာအကြမ်းဖက်အဖွဲကြီးဖြစ်နေပြီလို့ပဲပြောချင်ပါတယ်ဟုရက်ဆက်ရီထောင်းချစ်ပင်ဖိုကမတီအဖွဲမှတာဝန်ရှိသူတို့က ပြောဆိုသည်လက်ရှိချိန်တွင်ဆယ်တစ်မြေမြေစွန်းမြောင်မွေးပင်ဘီဆက်ကုန်းရွာများနှင့်အနီးဝန်းကျင်ရွာများမှဒေသပြည်သူများထောင်နှင်ချီပြီးအိုးအိမ်ဆုံးခွာထွက်ပြေးတန်းဆောင်နေရကြောင်းသိရသည်အဆိုပါအကျန်းဖက်စစ်တပ်စစ်ကြောင်းသည်ရေစကြိုမြို့နယ်တာကောင်ရွာမှကျေးရွာတွင်အရက်သားပြည်သူ6ဦးနှင့်မြေစွန်းတော်ရွာတွင်အရက်သားပြည်သူ7ဦးတို့ကိုတပ်ဖြတ်ခဲ့သောစစ်ကြောင်းဖြစ်ကြောင်းသိရှိရသည် ရခိုင်ရေပိုင်နဲ့ဖြစ်သောဘူဒီတောင်မောင်နှောဒေတာတွင်တရားမဝင်နေဆက်ဖြစ်ကျော်ပြီးအချိန်ချင်းဝင်ရောက်ငါဖမ်းနေကြသောဘင်္ဂလားဒေ့ရှ်နာဖမ်းသမားများအရေးနှင့်ပတ်သက်၍ပူးပေါင်းဖြည့်ရှင်းဆောင်ရွက်လိုကြောင်းအာရခတ်တက်တော်လာကပြောဆိုပြီးဘင်္ဂလားဒေ့ရှ်နာဖမ်းသမား21ဦးကိုပြန်လွတ်ပေးလိုက်သည်လွန်ခဲ့သည့်ဖေဖော်ဝါရီလကတရားမဝင်ဝင်ရောက်လာသည့်ဘင်္ဂလားဒေ့ရှ်နာဖမ်းသမား29ဦးကိုလွတ်ပေးခဲ့ပြီးယခုမတ်လတွင်လည်းတရားမဝင်နာဖမ်းသမား21ဦးကို ထပ်မံလွှတ်ပေးခဲ့ကြောင်းဦးခိုင်တုခကထုတ်ပြန်သည်တရားမဝင် နေဆက်ဖြစ်ကျော်ပြည်တနာအားဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိထိရောက်ရောက်ဖြည့်ရှင်းရင်မျောလင့်ထားကြောင်းမြို့အားကပြောခွင့်ရဥခိုင်တုခါကယနေ့မလ15ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်အလအအနေနဲ့တရားမဝင်နေဆက်ဖြစ်ကြောင်းငါးဖမ်းမှုပြဿနာကိုကင်တွယ်ဖြည့်ရှင်းဖို့အတွက်ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ကြားပူးပေါင်းလှုပ်ဆောင်ပြီးထိရောက်တဲ့အဖြေတစ်ခုရရှိဖို့မျောလင့်ပါတယ်ဟုဥခိုင်တုခါကဆိုသည်အာရခတတော်ရာသည်စစ်ကောင်စီထံမှဘူဒီတောင်မောင်တော်ဒေတာကိုတင်ပိုက်ပြီးနောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ဆက်ဆက်နေသောရခိုင်နယ်စပ်တလျှောက်အားခိမ့်ချုပ်ထားခြင်းဖြစ်သည်။တရားမဝင်နယ်စပ်ဖ ချက်ကျော်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်နာဖန်သမားတွေကိုဖမ်းဆီးထိန်းသိမ်းနေပါတယ်။ဒါပေမဲ့အိန္ဒိယနှစ်နိုင်ငံကြားအပြုသဘောဆောင်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားဖို့ရည်ရွယ်ချက်နဲ့နာဖန်သမားတွေကိုပြန်လွတ်ပေးနေတာရှိပါတယ်ဟုဥခိုင်သူခါကပြောသည်။ရခိုင်ရေပိုင်နဲ့တို့တရားမဝင်ဝင်ရောက်ငါဖမ်းခြင်းကိုပြည်ထနာတစ်ခုအဖြစ် ရှုမြင်ပြီးစိုးရိမ်မှုရှိကြောင်းနှင့်နှစ်နိုင်ငံလုံးရှိတရားဥပဒေလိုက်နာသောငါဖမ်းသမားများ၏ အတက်မွေးဝမ်းကြောင်းကိုချင်းချောက်လျက်ရှိကြောင်းလဲအာရခတက်တော်ဘာကဆိုသည်တရားမဝင်နေဆက်ချက်ကျော်ဝင်ရောက်လာသောငါးဖန်သမားများကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် အရခတ်တက်တော်အားမှအကြိမ်ကြိမ်တတိပေးခြင်းခံဝင်ထိုးခြင်းများပြုလုပ်ခဲ့တော်လဲငါဖန်သမားမှာလစ်လျူရှုထားကြသည်ဟုဥခိုင်ဒုက္ခကပြောသည်တရားမဝင်ငါဖန်သမားများမှာပြင်းထန်သောပြစ်မှုကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့ကြတော်လဲနှစ်နိုင်ငံချစ်ကြည်ရေးကိုအလေးထား၍ပြစ်တင်ရှုတ်ချခြင်းမရှိဘဲပြန်လွတ်ပေးလျက်ရှိပြီးအဆိုပါပြည်ထနာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိထိရောက်ရောက်ပူးပေါင်းဖြေရှင်းရန်အရခတ်တက်တော်ဘာက လိုလားနေခြင်းဖြစ်သည်။စကိုင်းတိုင်းစာလင်းကြီးမြို့ပေါ်လမ်းဆောင်ဓမယုံအနီးတွင်ကင်းပတ်ရန်ထွက်လာသောအကျန်းဖက်စစ်သားများကိုစာနိုင်ပါဖြင့်ပြစ်ခတ်တိုက်ခတ်ရာစစ်ပတ်မှတအူးတေဆုံးခဲ့ကြောင်းဆိုအောင်ဒီယာအဖွဲ့မှတာဝန်ရှိသူတအူးကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည်မက်လ15ရက်နေ့နနက်10:20မိနစ်ခန့်တွင် စာလင်းကြီးမျိုးပေါ်အထိုင်စခန်းမှအင်အား30ခန်းဖြင့်ကင်းပတ်ရန်ထွက်လာသောအကျန်းဖက်စစ်ကောင်စီတပ်သားများကိုဆောဝေါင်ကီယာအဖွဲ့မှတော်လန်ရေးရဲဘော်များကလမ်းဆောင်ဓမာယုံအနီးတွင်စောင့်နိုင်ပါဖြင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည် ရင်းတို့ပြစ်ခတ်ပြီးနောက်အပြန်အလှန်ထိတွေ့တိုက်ပွဲဆိုင်၅မိနစ်ခန့်ဖြစ်ပွားပြီးခဲ့ပြီးအကြမ်းဖက်စစ်သားတဦးတေဆုံးကတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစစ်သားများပြန်လည်ပြစ်ခတ်ခဲ့တော့လဲတော်လန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်ကျွန်တော်တို့စားနိုင်ပါနဲ့ပြစ်ခတ်တိုက်ခိုက်တာကစစ်ခွေးတကောင်တည်တယ်စစ်ခွေးတွေကလည်းပြန်ပြစ်တော့ထိတွေ့တိုက်ပွဲက၅မိနစ်လောက်ဖြစ်သွားတယ်တော်လန်ရေးရဲဘော်တွေတော့အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်အကျန်းဖက်စစ်အာဏာရှင်ကိုအမြင့်ပြက်ခြေမုံသွားမယ်လို့တကူတော့အောင်ကြီးပြောက်ကြားအဖွဲ့အနေနဲ့သတိတစ္ဆာပြုပါတယ်နောက်ထပ်လဲကျွန်တော်တို့တပ်ဖွဲ့အနေနဲ့မျိုးပေါ်စစ်စင်ရေးတွေဆက်လက်ဖော်ဆောင်ဖို့ရှိပါတယ်ဟုစိုးအောင်ကြီးအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုသည် ဆောဝန်ကြီးအဖွဲ့အနေဖြင့်မျိုးပေါ်ဆစ်စင်ရေးများဆက်လက်ဖော်ဆောင်နိုင်ရန်ထောက်ပို့ပြည်သူများဝိုင်းဝန်းကူညီပေးကြရန်မြစ်တာရက်ခံကြောင်းတကူတော်အောင်ကြီးပြောက်ကြားအဖွဲ့မှတာဝန်ရှိသူတဦးကဆက်လက်ပြောဆိုသည်ပဲခူးတိုင်းဖြူမြုံနယ်ဖြူအုပ်ဖြက်လမ်းပိုင်းတွင်တိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ဘက်မှခုနှစ်ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်သုံးအာလာဝကစစ်ကြောင်းကပြောဆိုသည်မတ်လ30ရက်နေ့နနက်8နာရီခန့်တွင်ဖြူမြုံနယ်ဖြူအုပ်ဖြက်လမ်းပိုင်းရှိတာကျိုးလမ်းဆောင်တွင် အာလာဝကစစ်ကြောင်းနှင့် အကျန်းဖက်အကျန်းဖက်စစ်ကောင်စီတပ်သားများတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ယင်းထိတွေ့တိုက်ပွဲသည်တနာယီခန့်ကြာမြင့်ခဲ့ပြီးအကျန်းဖက်စစ်တပ်ဘက်မှခုနှစ်ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ၂ဦးမှလည်းသေဆုံးနိုင်ခြေများပြားကြောင်းတိုက်ပွဲအတွင်အကျန်းဖက်စစ်တပ်ဘက်မှလည်းလက်နက်ကြီးများဒရုန်းပစ်ကူများပေးခဲ့တော်လဲတော်လန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ အလားတူမတ်လ၈ရက်နေ့ကလည်းအကျန်းဖတ်စစ်တဲဤခလာရ83တဲ့ရင်လက်အောက်ခံတပြေမြွန့်စခန်းတိမ့်ပိုက်ရီတွေလည်းအာနာတုညကစစ်ကြောင်းမှလည်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းထူပြင်းဖြူအုပ်ဖြက်လမ်းပိုင်းကိုလည်းတော်လန်ရေးပူးပေါင်းတပ်ဖွဲ့များက၂ရက်တာထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်ထူပြင်းစကိုင်းနိုင်ရေဦးမျိုးပေါ်တွင်လည်းကင်းလေရန်ထွက်လာသောအကျန်းဖတ်စစ်ကောင်စီတပ်သားများလိုက်ပါသည့်ကား၃စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိကြောင်းရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကကပြောဆိုသည်မတ်လ15ရက်နေ့ညာ၈နာရီခန့်ကလည်းရေဦးမြို့ဘူအောင်စေရရက်ကွက်အတွင်လှည့်ကင်းရန်ထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါသည့်ကား၃စီးကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတော်လှန်ရေးရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည် ရင်တိုက်ခိုက်မှုအတွင်ကားနှစ်စီးပျက်စီးခဲ့ပြီးအကျန်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကျန်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်မှုများလှုပ်ဆောင်ခဲ့တော်လဲတော်လန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်လက်ခတ်တောင်ဖုန်ကြီးကျောင်းကိုအကျန်းဖက်စစ်တပ်ကလေရင်လက်နက်ကြီးများဖြင့်တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးနှင့်ကားတစ်စီးပျက်စီးခဲ့ကြောင်းဒေသသားပြည်သူများကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်မတ်လ13ရက်နေ့လောင်းလုံးမြို့နယ်ရှိအကျန်းဖတ်စစ်တပ်၏ လက်ခတ်တောင်တာဝါတိုင်းကုန်းစခန်းကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်စဉ်အကြမ်းဖက်စစ်တပ်ကနေရင်နှင့်စစ်တင်းမောများဖြင့်စက်တိုက်ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အကြမ်းဖက်စစ်တပ်၏တိုက်ခိုက်မှုအတွင်လက်ခတ်တောင်ဖုန်ကြီးချောင်းကိုလည်းဘုံဒီများကြားရောက်ပောက်ကွဲခဲ့ပြီးကျောင်းဝင်းအတွင်းရှိအဆောက်အဦးနှင့်ကားတစ်စီးပျက်စီးခဲ့ခြင်းဖြစ်ကြောင်းအရက်သားပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရသည် တောင်ပေါ်မှာလာပြင်းနေပထန်းသိမ်းပွဲရှိလို့အဲ့ကိုလာတဲ့လူနည်းနည်းရှိတယ်ပေါ့အဲ့ချိန်မှာတိုက်ခိုက်တာဖြစ်တော့သူတို့အကုန်လုံးပိတ်မိကုန်တာပေါ့စစ်ခွေးတွေဘုံကြီးเจ้าကို လေရင်နဲ့ကောစစ်သင်းမောနဲ့ကောပြစ်တာเจ้าဝင်းထဲမှာရှိတဲ့အဆောက်အဦတွေနဲ့ကားတစီပျက်စီးမှုရှိတယ်လို့သိရတယ်ပြည်သူတွေထိခိုက်မှုအခြေအနေတော့မရှိဘူးလို့သိရတယ်ဟုဒေသပြည်သူတအူးကပြောဆိုသည် အလားတူမန္တလေးတိုင်းမလိမ်မြို့နယ်နှင့်နွားထိုးကြီးမြို့နယ်အဆက်ကိုလည်းအကျန်းဖက်စစ်တပ်ကစစ်တပ်လေထီများဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်သားမြို့နယ်လူထုလှုပ်ရှားမှုကော်မတီကပြောဆိုသည်ယနေ့မတ်လ16ရက်နေ့နနက်2နာရီခန့်တွင်မလိမ်မြို့နယ်နှင့်နွားထိုးကြီးမြို့နယ်အဆက်ရှိတန်းကုန်းရွာအနီးတစ်ဝိုက်ကိုအကျန်းဖက်စစ်တပ်ကစစ်တပ်လေထီဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် အကြမ်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုအခြေအနေနှင့်ပျက်စီးမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည် မန္တလေးတိုင်းကြောက်စဲမြို့နယ်တွင်အကျန်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာသောလူငယ်များထွက်ပြေးသွား၍လိုက်လံပစ်ခတ်ရာတဦးသေဆုံးခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည်မက်လ14ရက်နေ့တွင်ကြောက်စဲမြို့နယ်ရှိကျေးရွာများမှပေါ်တာဆွဲဖမ်းဆီးထားသောလူငယ်များကိုခေါ်ဆောင်လာသောအကျန်းဖက်စစ်ကောင်စီတပ်သားများသည်ရေဝင်းကျေးရွာအကျော်ရှိစိုင်းတဆိုင်တွင်ထမင်းဝင်ရောက်စားတောက်နေစဉ်လူငယ်ရှစ်ဦးကထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ထို့သူထွက်ပြေးသွားသောလူငယ်၈ဦးကိုအကျန်းဖက်စစ်ကောင်စီတပ်သားများတနက်ဖြန်လိုက်လံပစ်ခတ်ခဲ့ရာမှ လူငယ်တအူးကြီးထိမှန်ပြီးတေဆုံးခဲ့ခြင်းဖြစ်ကြောင်းကြန့်ရှိသောလူငယ်များကိုလည်းအကျန်းဖက်စစ်ကောင်စီတပ်သားများကလိုက်လံရှာဖွေနေကြောင်းသိရှိရသည်။ကျောက်ဆယ်မြို့နယ်ရေဝင်းကျေးရွာအကျော်မှာစစ်ခွေးတွေက ထမင်းဝင်စားနေတုန်းသူတို့ပေါ်တာဆွဲလာတဲ့ကလေး၈ဦးကထွက်ပြေးတာ အဲ့ဒါကိုစစ်ခွေးတွေက လိုက်ပစ်တာကလေးတအူးကြီးမှန်ပြီးတေဆုံးသွားတယ်လို့သိရတယ်။ကြံလူငယ်တွေကိုလည်းစစ်ခွေးတွေကလိုက်ရှာနေတယ်ဟုဒေသပြည်သူတအူးကပြောဆိုသည်။ထို့ပြင်မကွေးတိုင်းအောင်လံမြို့နယ်တပူလကျေးရွာတွင်အကြမ်းဖက်စစ်တပ်၏ကင်းလည်နေသောစစ်သားများတိုက်ခိုက်ခံရပြီးနောက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်ထင်ဌာနထံသို့ပြောဆိုသည်။မတ်လ13ရက်နေ့အောင်လံမြို့အခြေစိုက်ကပ္ပစ15မှာ အကျန်းဖတ်စစ်သား25ဦးခန့်သည်တပူလကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကိုကင်းပတ်ရန်ထွက်လာစဉ်တော်လန်ရေးပူးပေါင်းအဖွဲ့များကဖောင်ရိုးအင်းကြီးကျဲကောင်းရွာလန်းစုံတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းကြောင့်စစ်သား3ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရှိသူများပြားခဲ့ကြောင်းသိရသည်။အဆိုပါတိုက်ပွဲအတွင်ထိခိုက်ဒဏ်ရာရရှိသောစစ်သားများကို အောင်လံမျိုးပြည်သူစေယုံကြီးတို့ပို့ဆောင်ထားပြီးဒဏ်ရာအခြေအနေပြင်းထန်သောကြောင့် တည်ဆုံးနိုင်ခြေရှိသူများလည်းပါဝင်ကြောင်းသိရှိရသည် ထို့သူတိုက်ခိုက်ခံရပြီးနောက်အကျန်းဖက်စစ်တပ်ကရွှေပန်းတော်ရွာတမူလရွာကြောက်ပန်းတောင်းရွာနှင့်တိုက်နယ်ရဲစခန်းတို့တွင်စစ်တပ်ကခန်းစစ်ပြင်ဆင်နေပြီးလမ်းသွားလမ်းလာပြည်သူများကိုစစ်ဆေးမှုများတင်းကျပ်စွာလုပ်ဆောင်နေကလူငယ်များကိုလည်းပေါ်တာဆွဲဖမ်းဆီးမှုများရှိကြောင်းသိရသည်စစ်ခွေးစစ်ကြောင်းတိုက်ခိုက်ခံပြီးတော့တိုက်နယ်ရဲစခန်းနှင့်ရွာတွေထဲမှာတက်ဆွဲထားတဲ့စစ်ခွေးတွေက ထပ်မံတိုက်ခိုက်ခံရမှာကြောက်လန့်ပြီးခံစစ်တွေပြင်ဆင်နေတဲ့ခွေးတွေကကြေးရွာချင်းဆက်လန်းတွေပါမကြမ်းစစ်ခွေးတွေကလမ်းသွာလမ်းလာပြည်သူတွေကိုအကုန်လိုက်စစ်နေတယ်လူငယ်တွေလည်းပေါ်လာဆွဲဖမ်းဆီးခံရတာတွေရှိတယ်ဘနဦးဖမ်းဆီးခံရလဲဆိုတာတော့အတိမပြုတ်နိုင်ဘူးဟုဒေသပြည်သူတအူးကပြောဆိုသည်ထို့အတူပဲခူးတိုင်းအုတ်တွေးမြို့နယ်ကျွဲပွဲမြို့ခင်ကြီးပိုင်းတွင်လက်နက်ကင်ပြူစောသည့်ဗိုလ်မြောက်ဦးဆောင်သောအဖွဲ့ကလူငယ်များကိုဖုန်ကြီးကားများဖြင့် လိုက်လံပေါ်ရာဆွဲဖမ်းဆီးနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် မက်လာပိုင်းမှာစတင်ပြီးအုတ်တွင်းမြို့နယ်ကျွဲပွဲမြို့ခင်ကြီးပိုင်းတွင်နေထိုင်သောလက်နက်ကင်ပြူစောတီဘိုးမြဥဆောင်အဖွဲ့ကလူငယ်များကိုဖုန်ကြီးကားများဖြင့်ပါလိုက်လံပေါ်လာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းထို့သူဖမ်းဆီးခံရသောလူငယ်များကိုထွေအုပ်တွင်ထားရှိပြီးနောက်ညရင်းချင်းအကြမ်းဖက်စစ်တပ်ထံပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်လက်နက်ကင်ဘိုးမြဥဆောင်နယ်ပြူခွေးတွေက လူငယ်တွေကိုအတင်းဓမ္မပေါ်တာဆွဲဖမ်းဆီးပြီးထွေအုပ်ရုံးထဲမှာ ခိတထိမ့်သိမ့်နေပြီးရင်ညာရင်းချင်းကိုစစ်တက်သေးပေါ်တာဖမ်းတာကလည်းတော်တော်ဆိုးပါတယ်ရွာတဲ့အထိလိုက်လံဖမ်းစီတယ်တွေ့တဲ့သူအကုန်လိုက်ဖမ်းတာဖုန်ကြီးကားတွေနဲ့ပါတုံးပြီးလိုက်ဖမ်းနေတာဘုံမြမှာတနက်နဲ့လက်ပစ်ပုံးရှိတယ်လို့သိရတယ်ဟုဒေတာပြည်သူတအူးကပြောဆိုသည်